မိသိင်ကြောင်းကဘာတွင်မှန်အောင်ရောက်လေလေအပူချိန်တူလာလေဖြစ်ပါတယ်အဲ့ဒီပူချိန်ကြောင်းကဘာမြေကြီးရဲ့အတွင်းမှန်မှာရှိတဲ့ဒုဝိထုတွေကအရေးဒါမှမဟုတ်အရေးဖြစ်နေပါအချိန်ကြီးကိုပြောင်းလဲသွားပြီးတော့ကြောက်ရည်ပူကြီးဖြစ်လာကြပါတယ်အဲ့ဒီရောက်ရီပူရီကမိတောင်ပောက်ကွဲရကနေတက်စီမိမဲနယ်ပြည်ကိုရောက်ရှိသွားပါတယ်။အဲ့ဒါကိုတော့ချော်ရီလို့ခေါ်ကြပါတယ်။ကြောက်ရီပူရီကကဘာအတွင်းပိုင်းမှာအိခေယာအနေနဲ့လက်ကောက်အကွဲချောင်းနေရာနေအတိုင်းမြေပြင်ပေါ်ကိုတက်လာပြီးတော့အိခေယာအနေနဲ့လက်ကောက်မိတိကြောက်တွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ မီးတင်းကြောက်ကိုတိုးဝင်မီးတင်းကြောက်နဲ့တိုးထွက်မီးတင်းကြောက်ဆိုပြီးတော့နှမျိုးခွဲခြားနိုင်ပါတယ်တိုးဝင်မီးတင်းကြောက်ကကြောက်ရည်ပူရည်ကပ္ပအမီပင်အတွင်းမှာအိခဲရာနေဖြစ်ပေါ်လာပဲဖြစ်ပါတယ်တိုးဝင်မီးတင်းကြောက်မှာဆိုလို့ရှိရင်ဆာရီနိုက်ဒိုင်ယိုရိုက်ဂရန်နီကာဘရိုစားရည်ကြောက်တွေပါဝင်ပါတယ်တိုးထွက်မီတင်ကြောက်ကတော့ကြောက်ရည်ပူရည်မြေပြင်ကိုချော်ရည်အဖြစ်နဲ့စီးထွက်ပြီးတော့အိခဲရာနေဖြစ်ပေါ်လာပဲဖြစ်ပါတယ် တိုးထွက်မိသိကြမှာဆိုလို့ရှိရင် Rio Live, Trackhai, IndieSide နဲ့ Bazaar ကြောက်တို့ပါဝင်ပါတယ်။အစောအုံနေဆောက်လို့ရမှာဆိုလို့ရှိရင် Rio Live, Granny, Bazaar စရိုက်ကြောက်တွေကိုအသုံးပြုကြပါရစေ။ Granny, Cyanide, Diorite စရိုက်ကြောက်တွေကိုတော့အလှဆင်ကြောက်အဖြစ်အသုံးပြုကြပါရစေ။ဆက်ပြီးတော့အနေကြောက်အကြောင်းကိုပြပြပေးသွားပါမယ်။ အနေကြောက်ကြောက်ဖြစ်ပေါ်လာပုံကဘာမြေပြင်မှာရှိတဲ့ကြောက်တွေကိုရေလီမိုးရေကဲဒီရေလိုင်းတွေကတိုက်စားချိန်မှာရှိနေကြောက်ပိုင်းစာရေဖြစ်ပေါ်လာတယ်။အဲ့ဒီကြောက်ပိုင်းစာရေကိုရေလီတွေကတည်ယူပြီးတော့အနေပိုင်းဒီစာရေကိုအလွှာလိုက်ပို့ချကြတယ်။ပို့ချပြီးတဲ့အချိန်ကနေစပြီးတော့အနေတွေကဖိအားကြောင့်တိတ်တီးခြင်းရေထွက်သွားခြင်းနဲ့တွဲဆက်ခြင်းစတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်။အဲ့ဒီပြောင်းလဲမှုရောအနယ်တွေကတဖြည်းဖြည်းချစ်လက်တိတ်တီးမှာကျောလာပြီးတော့အနယ်ကြောက်ကြောက်တွေဖြစ်ပေါ်လာရဲ့ အနေမုံနေရာတစ်ခုနဲ့တစ်ခုကပ်လျက်တည်ရှိတာကြောင့်အနေမုံနေရာချာမှာနေရာလက်တွေတည်ရှိနိုင်ပြီးတော့အရေးစိတ်ဝင်နိုင်တဲ့သဘာဝရှိပါရဲ့အနေကြောက်ကိုကျိုးပဲ့စားပါအနေကြောက်ဓာတ်ရုပ်နေကြောက်နဲ့ဇီဝအနေကြောက်ဆိုပြီးတော့၃မျိုးခွဲခြားနိုင်ပါတယ် ကျိုးပဲ့စာပါနေရကြောက်ကတိုက်စားချိန်မှာချင်းကြောက်ဖြစ်ပေါ်လာတဲ့ကျိုးပဲ့စာကြီးကိုဖျက်ဆီးထားတာဖြစ်ပါရဲ့ကျိုးပဲ့စာပါနေရကြောက်မှာဆိုလို့ရှိရင်ဆရီဖြုတ်ကြောက်တဲကြောက်ရီလာကြောက်စားရကြောက်တွေပါဝင်ပါတယ်ဓာတ်ရုပ်နေကြောက်ကတော့ပင်လယ်ကြီးရနီအခဲဖွဲ့ကြရောက်တဲ့တွေးထွက်တွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါရဲ့ဓာတ်ရုပ်နေကြောက်မှာဆိုလို့ရှိရင်ထုံချောင်းနဲ့ဒူလိုမိုက်ကြောက်တွေပါဝင်ပါတယ် ဇီဝနေကြကြောက်ကတော့ကုန်းနေရည်နေတဲ့ဝါးရည်နဲ့အပင်နူရဲ့ရုပ်ကျွင်းနေနဲ့အဓိကဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ကြောင်ပြီးသွေးနဲ့တနာကြောက်တန်းတို့ကတော့ဇီဝအနေကြကြောက်တွေဖြစ်ပါတယ်။အဆောက်အုံနွေးဆောက်လို့ရမှာဆိုလို့ရှိရင်တဲကြောက်ထုံးကြောက်ရီလာကြောက်တွေကိုအသုံးပြုကြပါတယ်။တဲကြောက်နဲ့ထုံးကြောက်ကိုအလန်းခေးရမှာလည်းအသုံးပြုကြပါတယ်။အဲ့ဒီအပြင်ဘီလက်မြေထုတ်လို့ရမှာလည်းထုံးကြောက်ကိုကုန်ကျန်းအဖြစ်အသုံးပြုကြပါတယ်။ အနေကြကြောင့်မျိုးစားများစွာရှိတဲ့ထည့်ရနေပြီးတော့ဆွေဖြုံးချောက်ကိုတော့အလားစင်ချောက်အဖြစ်အသုံးပြုနိုင်ပါတယ်အတွင်ပြောင်းချောက်အတွင်ပြောင်းချောက်ကတော့ကမ္ဘာပေါ်လာမှာရှိတဲ့ချောက်တွေကမြင်မာရဲ့အပူချိန်နဲ့ဖိအားတန်ကိုရုတ်တရက်ဖြစ်စေအချိန်ကြာမြင့်စွာဖြစ်စေခံရတဲ့အခါမှာအတွင်ပြောင်းချောက်တွေအဖြစ်ကိုပြောင်းလဲသွားတာပဲဖြစ်ပါတယ် မြင်းနဲ့ပန်းကိုရောက်လေလေအပူချိန်နဲ့ဖီးယားတိုးသွားလေလေဖြစ်ပါရဲ့အဲ့ဒီမြင်းမရဲ့အပူချိန်နဲ့ဖီးယားကကြောက်တွေကိုအသွင်ပြောင်းသွားစီပါရဲ့ရှုံးကိုမိဖုတ်တဲ့အခါမှာမာကျော်ကျစ်လက်တဲ့အုပ်ဖြစ်ကိုပြောင်းလဲသွားတဲ့သဘောမျိုးပဲဖြစ်ပါရဲ့အပူချိန်နဲ့ဖီးယားကြောင့်မူလားကြောက်အတွင်းမှာရှိတဲ့တွင်းထွက်တွေကကျစ်လက်သိသိမာကျော်တဲ့အသွင်ပြောင်းကြောက်တွေဖြစ်လာပါရဲ့အဲ့ဒီကြောက်တွေကအရေးစိတ်ဝင်နိုင်လောက်တဲ့နေရာလက်တွေမကြန့်ရှိပါဘူး အသွင်ပြောင်းကြောက်ကိုတော့ရွက်လွာအသွင်ပြောင်းကြောက်နဲ့ရွက်လွာမဲ့အသွင်ပြောင်းကြောက်ဆိုပြီးတော့နှစ်မျိုးခွဲခြားနိုင်ပါတယ်။ရွက်လွာအသွင်ပြောင်းကြောက်ကဖိအားနဲ့အပူချိန်တွေရောဖြစ်ပေါ်လာပဲဖြစ်ပါတယ်။ရွက်လွာအသွင်ပြောင်းကြောက်မှာဆိုလို့ရှိရင်တင်ပုံးကြောက်နဲ့ nice ကြောက်တို့ပါဝင်ပါတယ်။တလင်းကြောက်နဲ့စချင်းကြောက်ကတော့ရွက်လွာမဲ့အသွင်ပြောင်းကြောက်အမျိုးအစားပဲဖြစ်ပါတယ်။ ဆချင်ကြောက်ကိုအလှဆင်ကြောက်ပြားရေရုပ်ထုတွေနဲ့အဆောက်အုံတွေမှာအသုံးပြုကြပါတယ်။တင်ပုံးကြောက်ကိုတော့ကြောက်တင်ပုံးကြောက်တန်နဲ့အိမ်မိုးကြောက်ပြားရေအဖြစ်အသုံးပြုကြပါတယ်။မီတင်ကြောက်အနေကြကြောက်အသွင်ပြောင်းကြောက်စတဲ့ကြောက်သုံးမျိုးကတဘာဝနဲ့ဆက်ဆက်နေတဲ့အရာတွေဖြစ်ပြီးတော့လူတွေအတွက်အလွန်သုံးဝင်တဲ့ကြောက်သုံးမျိုးပဲဖြစ်ပါတယ်